အလွန်ဆိုဟာသူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်လို့သူ့ရဲ့လက်အောက်မှာကစားခြင်းနဲ့လို့အာနိုဖွင့်ဟာဘလွန်ချသူများတို့ကျွန်မတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါရယ် Real Madrid ကစားသမားအသစ် Trent Alexander Arnold ကသူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သူဇာဘီအလွန်ဆိုရဲ့လက်အောက်မှာကစားရမှာဖြစ်လို့အိမ်မက်တွေတကယ်ဖြစ်လာတာပါပဲလို့ဝန်ခံပြောကြားလိုက်ပါရယ်အသက်26နှစ်အရွယ်အာနိုကဒီလအစောပိုင်းမှာလီဗာပူးကနေထွက်ခွာပြီးတော့ Spain Blue Jersey ပြောင်းရွှေ့ခဲ့ပြီးနောက်ရီယက်ကစားသမားအသစ်ဖြစ်တဲ့တရံဝင်မိတ်ဆက်ပွဲပြုလုပ်လာခဲ့ပါတယ်။ အင်္ဂလန်ညာနောက်ခံလူကလီဗာကူစင်ကနေထွက်ခွာလာပြီးလာလီဂါသင်းကိုကာလိုအန်ဆယ်လော့တီရဲ့နေရာမှာအစားထိုးကင်တွဲမဲ့ရီယယ်မက်ဒရစ်နီးပြတဲ့အလွန်ဆိုနဲ့လက်တွဲရမှာဖြစ်ပါတယ်အလွန်ဆိုက2005ခုနှစ်မှာလီဗာပူးသင်းနဲ့တူချန်ပီယံလီဂ်ဖလားကိုဆုကုခဲ့ပြီးအန်ဖီမှာ၅နှစ်ကြာကစားခဲ့တဲ့သူမှာအာနိုကကျွန်တော်စားပြီးနဲ့အကြိမ်နဲ့ငလာစကားပြောပြခဲ့ပါတယ်။ကျွန်တော်သူ့ကိုပြောခဲ့တယ်၊ "तू ဟာကျွန်တော်ရဲ့ကလေးဘဝစံပြပို့ကိုပါ။ဒါကြောင့်မလို့ तू နဲ့တူအလုပ်လုပ်ခွင့်ရတာကအိမ်မက်တွေတကယ်ဖြစ်လာတာပါ။" ဒီကိုရောက်လာရလို့အရန်ကိုစိတ်လုံရှားပါတယ်ဒီကလပ်ကိုအားပေးသည်ဖြစ်စေမပေးသည်ဖြစ်စေသူရဲ့သမိုင်းချောင်းကိုတော့လေးစားရမှာပါလို့ပြောကြားခဲ့ပါတယ်အာနိုဟာရီယဲရဲ့ကျဲပွင့်ဂျူပလင်ဟန်နဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ပြီးလူတတော်များများကသူ့ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းပေါ်ကသူ့လီမာပူးကနေထွက်ခွာပြီးမက်ဒရစ်ကိုပြောင်းလာဖို့တိုက်တွန်းခဲ့သူလို့ယုံကြည်နေကြပါတယ်ဒါမဲ့သူကတော့ကျွန်တော်တို့စကားပြောခဲ့ကြပါတယ်ဒါမဲ့လူတွေထင်တယ်လို့တော့မဟုတ်ပါဘူး လူတော်များများကကျွန်တော်ဒီကိုရောက်လာဖို့သူကအဓိကအခန်းကဏ္ဍနေပြီးတော့ပါဝင်ခဲ့တယ်လို့ထင်ကြတယ်။ဒါပေမဲ့ရိုးရိုးသားသားပြောရင်တော့ဒီကလပ်တင်းရဲ့နာမည်ကုန်တဲ့ရပဲသူ့ဘာသာသူတက်တည်ပြနေပါတယ်။ဒါကကျွန်တော်အတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီးအချိန်ကာလကောင်းတစ်ခုလို့လည်းခံစားမိပါတယ်လို့ဆိုပါရစေ။ အာနုကလာမယ့်ပတ်မှအစတင်မဲ့ကလကမဖလားပြန်ပွဲမှာပါဝင်ကစားခွင့်ရဖို့အတွက်စပိန်ကလပ်ကလီဗာပူးကိုပေါင်၁၀တန်းပေးချေပြီးနောက်ရီယယ်မက်ဒရစ်နဲ့၆နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။သူဟာဂျော့နမန်ဆန်နစ်ကိုဝှေ့ဆရာမှဖြစ်ပြီးသူ့ရဲ့ဂျာစီကြော်ပန်းမှာအလက်ဇန္ဒားအာနုစာထရန့်လူပဲရိုက်နှိပ်သွားမှဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ကျွန်တော်ကြောင့်စီနာမည်ကိုထရန့်လိုပဲသုံးတာအရှင်းပြရလဲပါတယ်။ဥရောပအောက်ခီသွားတဲ့အခါနာမည်သုံးလုံးပါတာနှစ်ပိုင်းခွဲခွန်ရတာတွေကအမြဲအခက်ခဲဖြစ်တဲ့လူတွေကကျွန်တော်ကိုအာနို အလန်စထရန့်စသဖြင့်ခေါ်ကြတယ်။ဒါနဲ့ကျွန်တော်ရိုးရှင်းအောင်လို့လုပ်လိုက်တယ်။ထရန့်လိုပဲပေါ့။ဒါကျွန်တော်နာမည်လေလူရီယာလည်းဒီလိုပဲခေါ်ကြမှာပါလို့သူကရှင်းပြခဲ့ပါတယ်။